တဲ့ဟိုယောက်ျားတယောက်ကတော့အေးရှင်းရှိရမယ်အဲစာနာနာလည်းမရှိရမယ်ဒီနှစ်ချက်ရှိရပါတယ်ဟုတ်အဲအပြောရရင်တော့အဲ့လိုပေါ့နော်တုတ်တုတ်အဲဘာမိမတယောက်ကိုလက်တစ်ဖက်နဲ့မနိုင်တဲ့ယောက်ျားမျိုးအဲအဲ့လိုမျိုးကြိုက်တယ်ပေါ့နော်နောက်တစ်ခါကျယောက်ျားရဲ့ site ပြည့်တော့ရှိရမယ်ဟုတ်အနှွင့်နေတော့မကြိုက်ဒီနေတိုင်းနဲ့ရည်စားမရှိဘူးလားဆိုတကယ်ပါဖျားစုပါမရှိဘူးရှိတယ်တကယ်လို့လေဟိုဒီမှာအခုအင်တာဗျူးဖြေလိုက်လို့ အောင်သွယ်တော်တွေပေါ်လာမယ်ဆိုရင်လည်းလုပ်ပေးကြပါဦးအရင်ကမရှိဘဲနဲ့အဲသတို့သမီးပုံစံလေးတွေရိုက်နေဆိုတော်တော်များများလဲချက်ပေါက်မှာလာပြောတယ်အဲချက်သူတွေ့သွားပြီလားတို့ဘာကြီးလဲတို့ဘာ surprise တိုက်တော့မှာလားတို့ပြောရယ်ပေါ့နော်ညာရီးသားတော့မရသေးပါဘူးတော်တော်များများမယုံမယုံဒီအနေထိုင်းနဲ့ရီးသားမရှိဘူးလားဆိုတကယ်ပါဖရားစုပါမရှိဘူးရှိတယ်တကယ်လို့လေဟိုဒီမှာအခုအင်တာဗျူးဖြေလိုက်လို့ အောင်တွေတော်တွေပေါ်လာမယ်ဆိုရင်လည်းလုတ်ပေးကြပါဦး။နန်းကို propose လုပ်တဲ့သူတွေရှိလားဆိုတော့လေနန်းအဲ့လိုမျိုးပေါ့နော်အခုလိုအပြင်မှာကြလဲနန်းပုံစံကြည့်ပြောမပြောရဲတာလားဘာလဲမသိအပြင်မှာလို့လိုက်ပြောတဲ့သူအရတကယ်မရှိဘူး။ဒါပေမဲ့အဲ့လိုချက်ပေါက်မှာပြောတာတို့ပေါ့နော်အင်တာနက်တို့ဒီမီဒီယာတို့ကနေတဆင့်လာတာကြတော့လေနန်းမသိတဲ့သူစကားမပြောဘူး။စာမပြန်ဘူးနော်။အဲ့ဒီအတွက်ကြောင့်နန်းမတွေ့ဘူး။ အဲကိုရိုင်းကတော့တန်းဟိုယောက်ျားတယောက်ကတော့အရေးရှင်းရှိရမယ်အဲစာနာနားလည်းမှုရှိရမယ်ဒီနှစ်ချက်ရှိရပါတယ်ဟုတ် ယောက်ျားဆိုလို့ရှိရင်ယောက်ျားကောင်းတယောက်နဲ့တူတဲ့အနေထားကိုကြိုက်တယ်ဒါပေမဲ့ရုပ်ချောဖို့ရုပ်လှဖို့ပတ်စံရှိဖို့ဂုံရှိဖို့အဲ့လိုမျိုးထက်ပြီးကျွန်တော်ပြောသလိုအရင်ရှင်းရှိပြီးတော့ဆန္ဒနားလည်ပေးရမယ်ပေါ့နော်နောက်တစ်ခါကျတော့ယောက်ျားရဲ့ site အပြည့်တော့ရှိရမယ်ဟုတ်အဲ့နှဲ့နေတော့မကြိုက်ဘူး အပြောင်းရရင်တော့အဲ့လိုပေါ့နော်တုတ်တုတ်အဲဘာမိမတရားကိုလက်တစ်ဖက်နဲ့မနိုင်တဲ့ယောက်ျားမျိုးပေါ့အဲအဲ့လိုမျိုးကြိုက်တယ်ဆိုတော့ကိုကအားကိုးချင်လို့ယူတာလေကိုကလည်းလှုပ်ရှားနိုင်တယ်ရှာစားနိုင်တယ်ထမင်းတစ်နက်ကတော့လေဘာပဲဖြစ်ဖြစ်စီးတစ်ခုလည်းကိုလည်းဝယ်နိုင်တယ်ဒါပေမဲ့ကိုကအဲ့လိုလက်တစ်ဖက်နဲ့မြောက်နိုင်တဲ့ယောက်ျားတော့ရချင်တာပေါ့ အဲအဲ့ခါကျရင်လည်းကြည့်လိုက်မယ်လေအဲသူကစာနာနာလည်းမရှိလာနောက်ပြီးအရေးရှင်းရှိလာပေါ့နော်အဲလက်တစ်ဖက်နဲ့မနိုင်ုံတင်နေတော့တိရမလားဟိုအခုခေတ်မှာအများကြီးပဲလေပွေနိုင်တဲ့တရားဗျာအဲ့ဒါလေးတခုနဲ့တော့မရသေးဘူးအဲအဲ့လိုမျိုးလေးတော့ရွေးချယ်ပါပါဟုတ် ယ်နဲ့ဝိတ်ချထားပါဗါတယ်အရင်ကဆိုရင်135ပေါင်ပေါ့နော်အခုဆို120ကြော်ကြော်လေးပဲကျန်တော့တယ်ဟုတ်နဲ့တော်တော်လေးကိုခန္ဓာကိုယ်လေးကိုနဲ့အရင်ကလိုမျိုးတသေးလေးပြန်လှုပ်ထားပါဗါတယ်အအဓိကတော့နဲ့ဟိုအစားဟိုပေါ့နော်ဟိုတတိစားမယ်အနုရီတွေပဲတောက်တယ်ပေါ့နော်နောက်ပြီးထမင်းကိုတော့ short လိုက်ရတယ်တစ်ပတ်မှာနှစ်ကြိမ်လောက်ပဲစားဖြစ်တယ်ဟုတ်နန်းကျမ်းမာကြီးလည်းဟိုကျမ်းမာကြီးအတွက်လည်းနန်းကြည့်တယ်နောက်တစ်ခါကျတော့နန်းတို့ဒီအခုအနုပညာလောကထဲကိုဝင်နေပေါ့နော်ဘာပဲဖြစ်ဖြစ်လေရိုက်ကူးကြီးတွေအစိုးဝဲတွေဖိတ်နေတဲ့အခါမှာနန်းကိုခန္ဓာကိုယ်ကြီးတည်နေရတာတ လုတ်ဖြစ်လာတယ်။အဲ့ခါကျပြီးတော့လေအဝတ်စားဝတ်ရတာတိတ်အဆင်မပြေဘူး။ကိုပပပပလေးနဲ့ပေါ့နော်။ပိန်သွားတယ်ဆိုအနေဆုံးတော့သူကနုငယ်တဲ့ပုံလေးပေါက်သွားပါဘောနော်။အဲ့လိုမျိုးကြောင့်မလို့လည်းဝိတ်ချော်နေရပါဟုတ်။အဲ့ဒါတာဂက်ကတော့အခုဒီအစီလေးတွေကြောက်သွားပြီးရော့သွားပြီးတော့ဒီပေါင်ချိန်120ကျော်ကတော့လည်းရက်တော့မှာပါ။အဲပြီးတော့ထပ်ပြီးတော့အစီထပ်မတက်အောင်ပေါ့။အဲ့ဒါတော့လည်းထိန်းသွားမှာပါဟုတ်။ ပြောမယ်ဆိုတော့ဟိုဟာခန္ဓာကိုယ်အရိုးကနည်းနည်းလေးသေးတဲ့ခါကျတော့เนาะဟိုပြောမယ်ဆိုလို့ရှိရင်အတက်မြန်တယ်အကျမြန်တယ်ပေါ့เนาะချော့ချော့မယ်ဆိုလည်းရတယ်တက်တယ်ဆိုရင်လည်းအဲ့လိုမျိုးလုံးခံပြီးတက်သွားပါဘောเนาะအဲ့လိုမျိုးပိပိအစ်ကြီးဖြစ်သွားတော့တကယ်မိမကြီးပုံစံကြီးဖြစ်သွားတယ်အဲကျပြီဆိုလည်းအကုန်လုံးကအစီလေးရော့သွားတော့အစီတက်တာမြန်တယ်ပေါ့เนาะအစီတက်တာများတဲ့ခါကျတော့အစီလေးရှော့သွားတဲ့ခါမှာလုံးဝတေးလေးဖြစ်သွားအဲနန်းတော့ နန်းစိတ်နဲ့လေနန်းပျော်တာတွေလုပ်နေရလေအဲ့ခါနန်းကြီးတဲ့အနေထားမှာလည်းနန်းကြိုက်တယ်အဲ့ဒါအခုသေးသွားတဲ့အနေထားလည်းနန်းသဘောကျတယ်ဘာလို့ဆိုတော့နန်းစိတ်ထဲမှာပျော်တဲ့အတိုင်းနန်းလုံနေရဖြစ်တဲ့အတွက်လေဟုတ်နန်းကနန်းရဲ့ခန္ဓာကိုယ်အချိုးစားအရန်ကြီးပြီးတော့မှအရန်တုတ်တုတ်ကြီးဖြစ်တဲ့အချိန်တော့ကလည်းနန်းအပြင်မှာမြင်မှုတဲ့သူကဟဲကြီးတယ်ပေါ့နော်သူကအကိတ်ကြီးပေါ့အဲ့လိုပြောတယ်ဒါလည်းမမားခဲ့ဘူးလေအခုနန်းကိုတွေးလိုက်တဲ့အချိန်မှာအဲ့ဒီဟိုအကိတ်ကြီးပုံစံကိုတွေးတွေးပြီးအခုနန်းဝိတ်လျှော့ထားတဲ့အခါဝါးကနေနန်းကိုမြင်လိုက်တဲ့အခါမှာသေးလေးဖြစ်နေရောလေဟဲမဟုတ်ဘူးရောသူကဟ ဲအပြင်ကလို့မဟုတ်ဘူးဟောဘာဖြစ်လို့ကင်မရာမန်ဘယ်လိုလဲနန်းရဲ့ကင်မရာမန်ကိုချိန်ဆနေကြတယ်အခုလေနန်းကင်မရာမန်ဂျာတဲ့အစဲခံနေရတယ်အဲ့ခါကျအမှန်တကယ်တော့နန်းရဲ့ပုံစံပါပဲနန်းရဲ့ဖြစ်တည်မှုပါပဲနန်းပိန်လိုက်ဝါလိုက်ဖြစ်နေတော့ခါကျတာလေအဲ့ခါကျနန်းကိုပြောတဲ့ပုံမှာနန်းစိတ်မဆိုးပါဘူးဟုတ် ဟုတ်ဒီနေ့ကတော့လေဒါနန်းတို့ဒါရိုက်တာဆရာစတီးရဲ့ပေါ့နော်ကြီးခင်ရဲ့နဒောင်းဆိုတဲ့အဲရုပ်ရှင်ဇာတ်လမ်းတွဲလေးမှာနန်းတို့ပါဝင်ဖို့အတွက်အဲဒီနေရာမှာရောက်နေပါရှင့်ဟုတ်နဲကတော့ဒီထဲမှာပြင်ဆင်မှုကတော့ဒီအဝစ်စာလေးတွေကိုပေါ့နော်နည်းနည်းလေးဟိုဘယ်လိုပြောမလဲဆိုတော့တထေးတထေးစတိုင်လေးပေါ့အဲ့ဒါလူတွေတို့ပြင်ဆင်ဖို့ပြောထားပါတယ်ဟုတ် အဲရုပ်ကရုပ်ကအရန်ခန့်ညောင်းပြီးတော့အရန်နဲ့ကြည်ကောင်းတဲ့အမျိုးသမီးပေါ့နော်ပြီးတော့သူကဟိုမြင့်မြတ်တဲ့အမျိုးနွယ်ကဆင်းသက်လာတဲ့အမျိုးသမီးဒီဇိုင်းပေါ့ဆရာနဲ့ကတော့အရင်ကားတွေလည်းရိုက်ဖူးတယ်ရိုက်ဖူးတော့ဆရာနဲ့ရိုက်ရတာတော့အဆင်ပြေတယ်ဆရာနားမလဲရေးလဲသူအစအဆုံးတင်ပေးတယ်အခုဒီရုပ်ရှင်ကားကြီးထဲမှာလဲဒါအဆင်ပြေမယ်လို့ပဲမျှော်လင့်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့နန်းဟိုရင်တကယ်ကနေပြီးတော့အခုချိန်ထိပေါ့နော်အားပေးခဲ့တဲ့ချစ်ပေးကြတဲ့အများကြီးလဲဟိုဝေဖန်ပေးပြီးတော့မှနန်းကိုပညာတွေပေးခဲ့တဲ့အတွက်နန်းကျေးဇူးတင်ပါတယ်လို့ပြောဆင်ပါတယ်ရှင့်